မင်္ဂလာပါရှင်11ရုပ်တန်ရဲ့ AP လာ24ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်မှုစီစဉ်စတင်မှာတော့မယ်ဒီနေ့မှာတင်ဆက်ပေးတဲ့သတင်းတွေကတော့ငလင်တန်ကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa မှာရုပ်အလောင်းလေးလောင်းရှာဖွေတွေ့ရှိတဲ့သတင်းဘီလင်းမြို့နယ်စောတုပ်ကျေးရွာမှာအမျိုးသားတအုပ်တက်နေဖြစ်ပြစ်ခတ်ခံရပြီးတည်ဆုံနေတဲ့သတင်း စကိုင်းနဲ့နေပြည်တော်မှာငလင်ကြောင့်ပြိုကျခဲ့တဲ့အဆောက်အအုံများအတွင်မှတွေ့ရှိတဲ့ရွှေငွေရတနာပစ္စည်းများလက်တော်ဖုန်းနဲ့ဆိုင်ကယ်တို့အားပိုင်ရှင်များထံသို့အသီးသီးပြန်လည်ပေးရတဲ့တဲ့ပိုယဟမ်မင်းကြီးကွယ်လွန်သွားပြီးတဲ့နောက်၎င်းရဲ့မွေးရဲ့အာဂျင်တီးနားမှာ နိုင်ငံတော်ဝန်ထွေးပူဆွေးခြင်းကာလ9ရက်သတ်မှတ်တဲ့တဲ့အင်ဒါမိုင်ယာမီတို့ပြောင်းရန်ဒီဘရိုင်းနာကိုအကွဲရိုးတိုက်တွန်းတဲ့တဲ့အစားရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါ ဥဆောင်တဲ့တပုံနေနေငလျင်တန်းကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa မှာရောအလောင်းလေးလောင်းရှာဖွေ တွေ့ရှိတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒိုကနေဒီကနေ့ AB လ24ရက်ကအမျိုးသားအလောင်း3လောင်းနဲ့ကလေးအလောင်း1လောင်းတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အင်အားပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာတွေနဲ့အတူရုံအလောင်းကျန်ရှိနေတဲ့ Sky Villa အဆောက် OC အဆောင်နဲ့ D အဆောင်တို့ကိုဧပြီလ24ရက်နေ့မှာဖယ်ရှားရှင်းလင်းတာနဲ့ရုံအလောင်းထုတ်ယူရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုရှာဖွေရာမနက်10:40မိနစ်40အချိန်မှာအမျိုးသား2ဦးရဲ့ရုံအလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးမနက်7:00အချိန်မှာအမျိုးသား1ဦးရဲ့ရုံအလောင်းနဲ့ ကလင်းငယ်အမျိုးသားတအူးရဲ့ရုံလောင်းတွေကိုထပ်မံပြီးရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ April 9ရက်ကလည်းအဆိုပါ Sky Villa ကနေအမျိုးသမီးတအူးနဲ့အမျိုးသားတအူးတို့ရဲ့အလောင်းတွေထပ်မံတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘီလင်းမျိုးနယ်စုံတုပ်ကျေးရွာမှာအမျိုးသားတအူတပ်နက်ဖြစ်ပစ်ခတ်ခံရပြီးတေဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ဘီလင်းမျိုးနယ်စုံတုပ်ကျေးရွာနေအမျိုးသားတအူတပ်နက်နဲ့ပစ်ခတ်ခံရပြီးတေဆုံခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ ဧပြီ23ရက်နေ့မနက်9:00နာရီခန့်ကစုံတုပ်ကျေးရွာနေဦးမြင့်စိုးဆိုသူဟာစုံတုပ်ကျေးရွာမှာရှိတဲ့လက်ဖေးဆိုင်မှာရှိနေစဉ်တနက်သမား2ဦးဆိုင်ကနေရောက်လာပြီးတအုပ်ကလက်ဖေးဆိုင်ထဲကိုဝင်ရောက်လာကတနက်နဲ့ပြစ်ခတ်ပြီးဆိုင်ကယ်ကိုမောင်းနှင်ထွက်ပြေးသွားတာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီးတနက်နဲ့ပြစ်ခတ်ခံခဲ့ရတဲ့ဦးမြင့်စိုးဟာ ဦးကောင်းမှာတနက်တန်ရတစ်ချက်ညဘက်နှစ်ရွက်နောက်နာမှာတနက်တန်ရတစ်ချက်ရသွားတယ်လို့ပြောပါရယ်တနက်နဲ့ပြစ်ခတ်ခံခဲ့ရတဲ့ဦးမြင့်စိုးကိုဒေသခံတွေကစုတုတ်တိုက်နယ်စေယုံကိုပို့ဆောင်ပြီးတဲ့နောက်စေကူတောက်မှုပေးနေတဲ့အချိန်မှာ၎င်းရရှိထားတဲ့တန်ရတွေကြောင့်တည်ဆုံသွားတယ်လို့၎င်းဒေသခံကဆိုပါရယ်ဦးမြင့်စိုးကိုမြေသိလက်နက်ကိုင်အဖွဲ့ကမြေသိအကြောင်းကြောင့်ပြစ်တက်သွားတယ်ဆိုတာကိုမသိရသေးကြောင်းသိရပါရယ်အခုနှစ်မွန်ပြည်နယ်အတွင်း လုံးကျန်ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်အမျိုးသား18ဦးသေဆုံးခဲ့ပြီးအမျိုးသမီး2ဦးနဲ့အမျိုးသား3ဦးကြီးထိမှန်တရားရရှိခဲ့တယ်လို့ဒေတာရင်းသတင်းတွေအရသိရပါတယ်ဆလဘီစကိုင်းနဲ့နေပြီးတော့တွင်ငလင်ကြောင့်ပြိုကျခဲ့တဲ့ အစာအုပ်များအတွင်းမှတွေ့ရှိတဲ့ရွှေငွေရတနာပစ္စည်းများလက်တော်ဖုန်းနဲ့ဆိုင်ကယ်တို့အားပိုင်ရှင်များထံသို့အသီးသီးပြန်လည်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။စကိုင်းနဲ့နေပြည်တော်မှာငလင်းကြောင့်ပြိုကျခဲ့တဲ့အစာအုပ်တွေအတွင်းကနေတွေ့ရှိခဲ့တဲ့ရွှေငွေရတနာပစ္စည်းတွေလက်တော်ဖုန်းနဲ့ဆိုင်ကယ်တို့ကို ပိုင်ရှင်တွေထံအတီးတီးပြန်လည်ပေးအပ်ခဲ့တယ်လို့မြန်မာနိုင်ငံမိသားစုတစ်ဖွဲ့ကထုတ်ပြန်ပါတယ်။ အင်အားပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်သခိုင်းတိုင်းဒေသကြီးသခိုင်းမြို့မိုးစာရက်ကွက်နေမြေလီဇေလန်ဒိုင်းမွန်ဖုံးဆိုင်အဆောက်အုံပြိုကျတဲ့နေရာကိုသခိုင်းခရိုင်မိသက်စခန်းကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာဧပြီ23ရက်မှာရှင်းလင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရာရှာဖွေတွေ့ရှိတဲ့ရွှေတုံးလေးတုံးကိုပိုင်ရှင်ထံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။အလားတူသခိုင်းတိုင်းဒေသကြီးသခိုင်းမြို့မြို့သိမ်းရက်ကွက် မရှိခနဇေဒီပရဝံအဆောက်အုံပြိုကျတဲ့နေရာကိုစကိုင်းမြို့နယ်မိသက်စခန်းနဲ့မြင်းမှုမြို့နယ်မိသက်စခန်းတို့ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာဧပြီ23ရက်ကရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာအာယုံကန်အဆောက်အုံအလူကန်ဘုံအတွင်းမှာရှိတဲ့အလူငွေတွေကိုတာဝန်ရှိဂောဘကလူကြီးတွေထံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျာ။ အဲ့လိုပဲနေပြည်တော်စမှုသီရိမြွန်နယ်ဗလားသိထိရက်ကွက်တိုင်းအမှတ်87အဆောင်အုံပြောကြတဲ့နေရာကိုပဲခူးတိုင်းဒေသကြီးမိသက်ဦးစီးမှုရုံကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာဧပြီ23ရက်မှာရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာအခန်းအမှတ်2နဲ့73ကနေရှောက်ဖွေတွေ့ရှိတဲ့အရေးကြီးဆောင်ရွက်စာရင်းတွေရတနာပစ္စည်းတွေငွေသားတွေ laptop တစ်လုံးဖုန်းတစ်လုံးနဲ့ဆိုင်ကယ်တစ်စီးတို့ကိုပိုင်ရှင်တွေထံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပိုယဟမ်မင်းကြီးကွယ်လွန်သွားပြီးတဲ့နောက်၎င်းရဲ့မွေးရအာဂျင်တီးနားမှာနိုင်ငံတော်ဝန်ထမ်းပူဆေးခြင်း ကာလ9ရက်သတ်မှတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Easter တနင်္လာနေ့ AP 21ရက်မှာပိုယဟမ်မင်းကြီး Francis ကွယ်လွန်သွားပြီးတဲ့နောက်၎င်းရဲ့မွေးရစာတီးဖြစ်တဲ့အာဂျင်တီးနားနိုင်ငံမှာနိုင်ငံတော်ဝန်ထမ်းခြင်းကာလ9ရက်သတ်မှတ်လိုက်ပါတယ်။ဒီမနက်မှာပုံရဟန်းမင်းကြီးပြန်လည်တော်မူတဲ့တည်င်းကြရလို့အတော်လေးစိတ်မကောင်းဖြစ်ရပါဗျ။ အမြင်ကွဲလွဲမှုတွေရှိခဲ့ပေမဲ့သူ့ရဲ့ကျင်းနာမှုအမျှော်မြင်ရှိမှုတွေကိုတီးခွင့်ရခဲ့လို့အယံခုံယူရပါတယ်လို့အာဂျင်တီးနားသမ္မတဟာဗီယာမလီကအိတ်လူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။အလားတူကမ္ဘာပေါ်မှာခရီးရန်ဘာသာဝင်အများဆုံးရှိရာဘရာဇီးနိုင်ငံမှာလည်းဖရန်စစ်ပြန်လည်နှောင်းမှုရဲ့အထိမ်းအမှတ်ဝန်ထမ်းချင်းကာလ9ရက်သတ်မှတ်ထားပါတယ်။လေးစားပွဲရာပေကန်းစွန်ကျဲတက်သူတို့ကိုဒီကနေ့လူသားတွေဆုံးရှုံးလိုက်ရပြီလို့ဘရာဇီးသမ္မတလူလာဒီစီဗာကအိတ်မှာရေးတင်ခဲ့ပါတယ်။ ခရီးယန်ဘာသာဝင်များစုရှိရာအရှိတီမော်နိုင်ငံမှာလည်းဧပြီ22ရက်ကစတင်ပြီးနိုင်ငံတော်ဝန်ထဲပူဆွေးခြင်းကာလ9ရက်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။အနည်း30ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ်အရှိတီမော်ကိုပြီးခဲ့တဲ့နှစ်ကဖရန်စစ်သွားရောက်ခဲ့ပါတယ်။ပုံရဟန်းမင်းကြီးတစ်ပါးပြန်လည်တော်မူပြီးဒါမှမဟုတ်တာဝန်ကနေနှုတ်ထွက်ပြီးတဲ့နောက်ဗာတီကန်အရေးကုကဲဆောင်ရွက်သူနေရာကိုလက်ရှိမှာကာတီနန်ခရီးယန်ဖုံးတော်ကြီး ကေဗင်ဖာရယ်ကယာယီတာဝန်ယူထားပါတယ်။ဖရန်စစ်နေရာကိုဆက်ခံမဲ့သူဘသူဖြစ်လာမဲဆိုတာကိုကဘာတဝမ်းမှာရှိတဲ့ခရီးရန်ဘာသာဝင်တွေကစိတ်ဝင်စားလေးရဲ့ရှိပါတယ်။ဖရန်စစ်ကိုမြုံနှံပြီးမှကျင်းပမဲ့ပုံရဟန်းမင်းကြီးတဲ့ရွေးချယ်ပွဲဟာအလွန်လှုပ်ဝက်ပြီးစစ်တင်ဖျားရှိခိုးကြောင်မိโกခေါင်းတိုင်ကနေအဖြူရောင်မိโกထွက်လာပါကပုံရဟန်းမင်းကြီးတဲ့ပေါ်ထွက်ပြီးလို့အတိတ်ပဲရပါတယ်။အမဲရောင်မိโกထွက်နေပါကပုံရဟန်းမင်းကြီးတဲ့မပေါ်သေးဘူးဆိုတဲ့သဘောကိုစောင့်နေလို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ်အင်တာမိုင်ယာမီတို့ပြောင်းရန်ဒီပရိုင်နာကိုအကွဲရိုးတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်စီးတီးကနေဝင်အကွဲရိုးကအခုရသည်မှာမန်စီးကနေထွက်ခွာမဲ့ဒီပရိုင်နာကိုမန်စီးကစားနေတဲ့အင်တာမိုင်ယာမီအသင်းကိုပြောင်းရွှေ့ကစားဖို့တိုက်တွန်းခဲ့ပါတယ်။33နှစ်အရွယ်ဒီဘရိုင်နာဟာအခုရာသီကုန်မှာမန်စီးတီးနဲ့စာချုပ်သက်တမ်းကုံဆုံးမှဖြစ်ပြီးအသင်းကနေထွက်ခွာမယ်လို့အတည်ပြုထားပါတယ်။လက်ရှိမှာသူ့ကိုခေါ်ယူဖို့အမေရိကန်နဲ့ဆော်ရီကလပ်တွေကစိတ်ဝင်စားနေရလို့သိရပါတယ်။အခုအခါအခွဲရုက ဒီဘရိုင်းနာကိုခေါ်ခြင်းနဲ့အသင်းတွေကတော့အများကြီးပါပဲအခုချိန်မှာသူ့ဘယ်အသင်းကိုပြောင်းမလဲမသိသေးပါဘူးအင်တာမိုင်ယမီမှာမက်ဆီနဲ့သူတွဲကစားမယ်ဆိုရင်တော့ရန်ကိုကြည်ကောင်းမှာပါလို့ပြောကြခဲ့ပါတယ်လေဖန်ရုတ်တရေညောင်ပိုင်းတရေများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချင်းခါလေးဖြစ်ကြပါစေရှင်